ူနာရဲ့တနာရဲ့ဝန်ထမ်းများအတွက်တိသက်အလူတော်ငွေကဘလောက်ဖြစ်မယ်လို့ထင်ပါတယ်ကိုရိုဝန်ထမ်းတွေကအာနေရအလုတ်ပုံမှန်လှုပ်ဖွင့်ပြီဆိုရင်လည်းအလုတ်သွားနေကြရမှာလေတကယ်တကယ်ဒီထောက်ပံ့ကယ်ဆယ်ရေးဆိုတာလည်းတကယ်အိမ်တိုင်းအိမ်တိုင်းကိုရောက်နိုင်မှာမဟုတ်ဘူးအဲ့တော့ဝန်ထမ်းတွေကြတော့လည်းရောက်ွက်တွေစသည်ဖြင့်ပေါ့နော်အဲ့တော့အလူငွေများလို့ခဲ့လို့ရှိရင်တို့မှဒီအိမ်တွေပြန်ပြန်စောင့်မှာတွေက ိတ်ပင်ပန်းမှုတွေအများကြီးဖြစ်နေမလို့ယုံကြည်ပါတယ်။အဲ့တော့ကြောင့်မလို့လဲခွန်လာပြီးတဲ့သဘောပါနော်။နည်းနည်းများတဲ့သဘောမထားပါနဲ့။ဘာမှမဖြစ်ဘူးဆိုတဲ့သူတွေလည်းရှိပါတယ်။တချို့နည်းနည်းလေးပုံပတ်သွားတာလည်းရှိတယ်။တချို့ကြတော့ပို့ပြီးတော့အများကြီးထိခိုက်သွားတာမျိုးလည်းရှိရပါတော့နော်။အဲ့တော့အော်ဒါကတော့ပျက်စီးဆုံးရှုံးမှုပုံမှာကြည့်ပြီးတော့ကြတော့ကြတော့တို့ရဲ့ဆောက်ထားတဲ့တံမိုးပါညာနဲ့ကြည့်ပြီးတော့ကြတော့တို့အော်တွက်ချက်ပြီးတော့ခံမှန်းပြီးတော့တူပေးတာပါအဲ့တော့တရားနဲ့တရားတရင်နဲ့တရင်သူကြတော့နဲတယ်ငါကြတော့များတယ်ဆိုတာမျိုးလဲမမြင်သေးချင်ပါဘူး เนาะဝန်ထမ်းတွေကတော့ရန်ကုန်မှာဒါပေမဲ့သူတို့မိဘတွေကသခိုင်းတို့ဘာလို့မှရှိတဲ့သူတွေလည်းရှိရဲအဲသူတို့အိမ်တွေလည်းပြည့်စုံဆုံးရှုံးတဲ့ဟာတွေလည်းတို့တွေအဲခုလိုမျိုးပဲချင်းမြင့်ငွေထောက်ပံ့ငွေပေးมาဖြစ်ပါတယ်ရလိုက်တဲ့သူတွေအတွက်ကတော့တဦးတဦးမှာနည်းနည်းလေးလို့ထင်ရပေမဲ့အကိုတို့မှာပေါင်းလိုက်ရင်တော့ဒိန်း1100ရှိပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဝန်ထမ်းတွေကိုမြေပေါ်မြောက်ပေးတာ လူတွေချစ်တဲ့လူတိုင်းရတနာ